အသက်ရှင်နေတဲ့နဲ့ဆစ်ပတ်တွေထွက်နေတဲ့ကလေးငယ်လေးတယောက်နော်လေးတီဗီမြန်မာပရိသတ်များအားလုံးပဲမင်္ဂလာပါအခုပုံမှန်မြင်တွေ့နေရတဲ့ဆစ်ပတ်တွေမာဆယ်ရီဖြစ်နေတဲ့ကလေးငယ်လေးကအသက်ရှင်နေရွယ်ပဲရှိသေးတာပေါ့နောက်ပြီးသူ့ရဲ့ body weight ကပေါင်၂၁၀ရှိတယ်လို့သိရပါတယ်ဒါပေမဲ့ဒါကလွန်ခဲ့တဲ့၃၂နှစ်က Hercules လို့ခေါ်တဲ့ကောင်လေးတယောက်ရဲ့အကြောင်းကိုပြောပြနေတာပေါ့ အခုတော့အဲ့လိုမဟုတ်တော့ပါဘူးအခု Hercules နဲ့အရင်ကကလေးငယ်လေး Hercules ရဲ့အခြေအနေကမိုးနဲ့မြေလိုကွာခြားသွားပါပြီဘလို့ဒီတောင်ကွာခြားသွားတယ်ဆိုတာကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိချစ်ပေးသွားကြပါဦးနော် Hercules လို့အမည်ရတဲ့အခုဗီဒီယိုထဲကကလင်းငယ်လေးဟာအသက်၃နှစ်ရွယ်လေးကလေးကစပြီးနေ့စဉ်မပြတ် body training လုပ်ငန်းစဉ်ကိုလှုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။သူ့ကိုဥဆောင်ပြီးတော့ဘေးနားကနေ sporting လုပ်ပေးခဲ့တဲ့သူကတော့ body builder တူဖြစ်တဲ့သူ့ရဲ့အဖေကိုယ်တိုင်ပါပဲ။သူတို့သားဖရဲ့ရွယ်ချက်အိမ်မက်ကထူးခြားပါတယ်။သူတို့ဟာတခြားသူတွေနဲ့မတူပဲသူတို့ကိုယ်တိုင်တမှုထူးခြားခြင်းနဲ့ကြတာပေါ့။အဓိကကတော့အဖေဖြစ်သူပါပဲ။ Hercules ကငယ်သေးတာကြောင့်သူ့အဖေရဲ့ညှော့ချချက်ကိုလိုက်နာရုံကလွယ်ပြီးသူလည်းဘာမှမတတ်နိုင်ပါဘူး။သူ့အဖေက Hercules လစ်ကို အစားအသောက်ပိုင်းမှာရော training ပိုင်းမှာပါစီကံအလွန်တင်းကျပ်ခဲ့ပါတယ်။အသက်6နှစ်အရွယ်မှာတရက်ကို10နာရီတိုင်တိုင်နေ့စဉ်မပြတ် training ဆင်းခဲ့ရတယ်လို့လည်းဆိုပါတယ်။မနက်ပိုင်းအချိန်တိုင်းမှာဒိုက်ထိုးအချိန်1000၊အိတ်ထမတင်အချိန်800နဲ့ထိုင်ထအချိန်900စတဲ့၄ချိန်ခန်းတွေကိုအမျက်မပြတ်လုပ်ခဲ့ရပါတယ်။ ဘလောက်တင်မဟုတ်သေးပါဘူးသူ့ဖေကသူ့ကိုဂျမ်းမြင့်နဲ့ပုံမှန်မှုရမပါပဲဒီအတိုင်းအိတ်ခိုင်းစေခဲ့တာပေါ့ဒါမှခါယောကညီညာဖြောက်တန်းပြီးတော့ပုံစံတကျဖြစ်စေမှလို့ဆိုပါတယ်အစားတော့ပိုင်းမှာဆိုရင်လေစီကံတင်ချမှုကြီးကအတော်လေးအစွန်းရောက်လွန်အားကြီးပါတယ်ဟာကျိုလီဆောင်အတင်းရွက်တင်နဲ့ဘဲနိုးတွေကိုပဲစားတော့ခဲ့ရတလုံးရေကလွဲလို့အခြားဘာမှလည်းမတော့ခဲ့ရဘူးလို့ဆိုပါတယ်ဒါအပြင်သူ့ရဲ့အရှိမအခြားကလေးတွေကပီဇာအချက်လိုက်ကြီးကိုင်စားပြနေရင်တောင်ဟာကျိုလီကဂရုစိုက်မှမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့ခေါင်းထဲမှာသူစားနေကြအတင်းရွက် က်တွေကပဲအကောင်းဆုံးဖြစ်တယ်လို့စွန့်နေတာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုအတွင်းမျိုးတွေကိုသူ့အဖေကိုယ်တိုင်ကရိုက်သွင်းပေးခဲ့အောင်ငယ်ရွယ်သေးတဲ့ Hercules ကတော့သူမတရားခံနေရတာကိုမသိခဲ့ရရှာပါဘူး။တန်ငယ်ငယ်နဲ့မာဆယ်တောက်နေဆိုတဲ့လူတွေရဲ့ချေချွတ်တန်တွေကြမှာကလေးရဲ့ဝါသနာတွေပျော်ရွှင်မှုတွေကပျောက်ဆုံးနေခဲ့ရပါတယ်။ သူ့အသက်၈နှစ်အရွယ်မှာပေါင်340အထိရောက်သွားပြီးတော့ဒါဟာပုံမှန်ရှိရမယ့်ကိုယ်အလေးချိန်ထက်၃ဆလောက်ပိုများနေတာပဲဖြစ်ပါတယ်။ဒီတုန်းကတော့ဒါရီလှုပ်ဖို့အတွက်သူ့ကိုယ်ဘသူကမှအတင်းတိုက်တွန်းတာတွေမလုပ်ခဲ့ရပဲသူကိုယ်တိုင်းလိုလိုလလလှုပ်တာလို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့အသက်၁၇နှစ်အရွယ်မှာအဖေဖြစ်သူကထောင်ချသွားခဲ့တာကြောင့်သူ့ကိုယ်အရင်လိုဖိအားပေးမဲ့သူမရှိတော့ပါဘူး။အဲ့ဒီမှာပဲသူ့ရဲ့ body training လုပ်ငန်းစဉ်တွေကတဖြည်းဖြည်းရောကျလာခဲ့ပါတယ်။ဟာကျူလီဟာအခုဆိုရင်အသက်36နှစ်ရှိသွားပါပြီ။သူ့အဖေထောင်ချသွားခဲ့တဲ့ကနေခု ချိန်ထိ body training လုပ်တာကိုလုံးဝရပ်တန့်လိုက်တာလည်းဖြစ်ပါတယ်။သူ့ကိုအတင်းလိုက်ပြီး pressure ပေးနေမဲ့အဖေဖြစ်သူကထောင်တဲကိုရောက်သွားတော့မှပဲ Hercules လည်းဝါသနာအစစ်မှန်ကိုရှာတွေ့သွားခဲ့တယ်လို့သိရပါတယ်။ပရိသတ်တို့ရော Hercules ရဲ့အဖေဖြစ်သူဟာစိတ်တဆဖြစ်နေတယ်လို့ထင်လောင်း Hercules အပေါ်ရောဘလို့မျိုးစာနာမိလဲဆိုတာပြပြခဲ့ကြပါအောင်ရှင်။အလုံးကကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးခုလိုဖြစ်အပ်မှန်ဘူဒ္ဓရောက်ဖွယ်ရာတွေကိုတင်ဆက်ပေးတော့မှဖြစ်တာကြောင့်မာရီရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။